ါ့ပွန့်နိုင်ငံဘဝဥညာဝင်ဆိုတာဒီဒီ2015 2020ကာလမှာ2016 2020ကာလမှာဒီတိုင်းပြည်ကိုနောက်ကွယ်ရနေပြီးတော့မောင်းနှင်ပေးနေတဲ့အကြံပေးနေတဲ့ပုံကိုယ်တွေမှာ तू ကဟိုထဲဆုံးပိုင်းကပါတဲ့လူဒီလိုပုံကိုယ်မျိုးဟိုဒီလိုလူမျိုးဖြစ်တယ်ပြီးတော့သူ့ကိုအမှုလဲကံမထားဘူးအမှုမရှိဘဲနဲ့ထောင်ထဲထည့်ထားတယ်ယောဂဖြစ်တော့စေကန်းပြမပေးဘူးကျွန်တော်ဘက်ကလုံတော့မပြောသူတို့ဘက်ကလုံတာလေးပဲဒါတွေကအဲ့လိုမျိုးဖြစ်တော့ဖြစ်တော့သူတို့ဘက်ကလုံတော့အဲ့ဒီကတော့သူတို့ဘာမှမပြောဘူးညာသေးလားဒါဘေးကကောင်တော့ မှတ်သွားတယ်။ဘီကဝန်လန်းတော့မှတ်သွားရကြောင်းအစ်ကြီးထားလိုက်တော့အဲ့နဲ့အိန္ဒိယထားပါလို့ပြအိန္ဒိယနောက်ဆုံးကျတော့ဟိုဂျန်နဲ့ဟိုဆရာထင်တို့ပါလို့ဟိုဂျန်နဲ့လူကြီးတွေပေါ့နော်အဲဂျန်နဲ့လူတွေနဲ့အဲ့လိုမျိုးကိုပြောကြဆိုကြနှိကြနိုင်နိုင်အစင်ကြီးသွားတယ်ပေါ့ဗျာအစင်ကြီးသွားတဲ့နောက်ဆုံးကျွန်တော်တောင်းဆိုချက်တွေနဲ့လိုက်ပြောတယ်ပေါ့နော်အဲ့လိုမျိုးနဲ့ပြီးသွားတယ်ပြီးသွားပြီးတော့အဲ့ဒီနေ့ကဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူကအဲ့ညှို့မှုဟာတလဆိုင်ငံဖြစ်တယ်ကြားတယ်ဥစ္စာဆိုငုံနဲ့မရဘူး ဒါဆိုင်ငံဖြစ်တယ်ကြာတယ်ကြာတော့ဟိုဘောနော်တောင်ဝမရက်ဆိုင်တာဘောနော်တောင်ဝမတောင်ဝမရက်ဆိုင်တဲ့ဖြစ်တယ်ကြာတယ်ကြာပြီးတော့ကိုးလာပိုင်းဗနီးရနေ့တော့ဖြစ်မှာမသိမမေရအဲ့မှာသူတောင်ဝပြန်ထန်းဆောင်哦တောင်ဝပြန်ပြီးတော့ထန်းဆောင်ဖို့ပြစ်ဒဏ်လွတ်တဲ့နေ့ပေါ့ဗျာတောင်ဝပြန်ထန်းဆောင်တဲ့နေ့မှာသူမိန်းမကသူမိန်းမနဲ့အဖွဲကထောင်ထဲရဖေးရမှာရေရလာချီရောဟိရေရလာချီရော ုံးတန်တိုင်းမှာပြော VIP လမ်းကြောင်းဆိုတော့ကျွန်တော်တို့အကုန်လုံးအဆောင်တကားတွေပိတ်ထားတယ်။ကျွန်တော်တို့ကပိတ်ထားအပေါ်ကကျွန်တော်တို့အဆောင်ကိုဖျားကကျွန်တော်တို့အဆောင်ဘေးနေရှိတာ CD လေးရ။အဲ့မှာသူကရေးရလာကြည့်အမမလူရအောင်ခဲပြီးကြည့်နေတာပေါ့။အဲ့ဒီမှာကျွန်တော်ကပြောရရင်ကျွန်တော်ဟိုနေတိုင်းလုံနေကြအလုပ်ပေါ့နော်ကျွန်တော်ပဲရောက်ရောက်ကျွန်တော်မေတ္တာတော့ရွတ်တယ်။ဒါတော့ဒီမှာကျွန်တော်မေတ္တာတော့ရွတ်တယ်မေတ္တာမေတ္တာတော့ရွတ်ပြီးတော့ကျွန်တော်ဟိုမေတ္တာပွားနေတာပေါ့နော်လမ်းလျှောက်။အဲ့မှာတယောက်က ဘသူလဲတော့မသိဘူးညာလူအုပ်ထဲမှာလူတွေကအများကြီးအုံကြည့်နေအောင်လူထဲကတယောက်ကထားပြောလိုက်တယ်လူကောင်တယောက်ကမြောက်ပွဲလဲမဟုတ်ဘဲနဲ့ထိုင်ကြည့်နေကြတယ်ပြောလိုက်တော့ပြောလိုက်တော့အဲ့မှာကျန်တဲ့လူတွေကပါအမြောက်ပွဲမြောက်ပွဲပါဖြစ်ကုန်ပါအဲ့လိုမျိုးဖြစ်မှာပြဿနာတော့တက်တော့မယ်လို့ကျွန်တော်ထင်တယ်ပြဿနာတော့တက်တော့မယ်နဲ့တူရဲဆိုပြီးတော့ကျွန်တော်ตาလေးရှောင်ထွက်သွားတယ်ရပ်ဝဲမြောက်ဆိုတာအကျဉ်းသားတွေကပြောတာပေါ့အကျဉ်းသားတွေကပြောလိုက်တာအာနိုင်ငံကျဉ်းသားတွေကနိုင်ငံကျဉ်းတွေကပြောလိုက်တာအော်အဲ့လိုပြောလိုက်တော့ဩကျက်ကတော့တက်တော်ဘုံတော့အตาလေးရှောင်ထွက်သွားလိုက် အဲ့နဲ့ထားလိုက်အောင်အဲ့မှာသူတို့အေးရေရာချီတာပြီးတော့သူတို့ပြန်သွားပြန်သွားတော့ရေရာချီထားတဲ့ပွဲတွေကဖះမှကြံခဲ့အဲ့နေရာဖြစ်သွားတဲ့အနေထားကိုပြောပြဖះမှကြံခဲ့တယ်အဲ့အချိန်မှာအခန်းထဲကကလေးတယောက်ကကျွန်တော်ရှိရောက်ဟိုးကိုတဲ့ပွဲနဲ့ဆိုင်ရောသွားထည့်အောင်ပွဲနဲ့ဆိုင်ရောသွားထည့်အောင်ဘာဆိုရလဲပြစမ်းမအောင်ကြည့်တယ်တော့ तू က A4 မှာရေးတာရေးတော့ဘုံချောင်းအောင်အမီဆိုတဲ့ဆိုင်ရဲ့အဲ့ဒါ အေးกว่าလို့ခဏလေးတော့ငါလူလူစုလိုက်အောင်မယ်လို့အချင်းလေးပေါ့ကြည့်တယ်ပါညအချင်းလေးပဲပေါ့ကြည့်အကြည့်ပြောလူ၅ယောက်လောက်ပေါ်ပြီးတော့သူကပွဲကိုအဆောင်ထားခဲ့သူကအဆောင်ထားခဲ့တဲ့အချင်းသားကြတော့သူကကြတော့ဟိုပါဘောနော်အကြအဲအဆောင်ထားခဲ့တဲ့အချင်းသားကြတော့နောက်တက်လောက်နေလွတ်မှာသူကရင်တိုင်းမှုနဲ့တက်စီရင်မောင်းသမားရင်တိုင်းမှုနဲ့ရောက်လာတယ်နောက်တက်လောက်နေလွတ်မှာသူ့ကိုအဆောင်ထားခဲ့တယ်အဲ့ပွဲကိုအဲ့ဒါကျွန်တော်တို့ကကျွန်တော်တို့လူတွေက တိုင်မြင်လိုက်တော့ကတော့ဘသူကပွားထဲပေါ့အဲကျန်တဲ့လူတွေကဘလို့လုံးမပိုင်ရတိုင်တဲ့ပွဲနဲ့သူနဲ့ဂျားတွေမှာသုံးယောက်လောက်ကဂျားကနေပိတ်ရက်လိုက်ပေါ့ပိတ်ရက်ပြီးပေါ့သူ့စကားတွေပြောတော့ဘာရပါကိုကြီးကဘာလို့ကဂျားလဲဘလို့ကသူကတက်သူကဘလို့လဲအကမ်းမောဘာအဲ့ဒါကြီးပြောနေတယ်သူ့အောင်လွှဲတာလည်းမသူလည်းမမြင်အောင်လို့ပိတ်တာပြီးရင်ကျန်တဲ့လူတွေကအပြင်ကိုကင်းဆောင်တော့ဝန်ထမ်းတွေရှိပြီးတဲ့အပြင်ကင်းဆောင်နောက်ပြီးရင်ထဲမဲ့လူကတယောက်သူမိမနှစ်ယောက်ကပွေပေးထားပါတော့အသာလေးဆောက်လေးထည့်ပြန်ထွက်လာအောင်ကျွန်တော်ခက်တိတိပဲပြန်ထွက်လာအောင်အားနဲ့ ပြီးတော့အဲ့ဒါအောင်မြင်သွားတယ်ကြာအောင်မြင်သွားပြီးတော့ပုံမှန်ဆိုရင်တန်းပိတ်တာက7နိုင်ပိတ်တာဟုတ်နေ့လယ်ပိုင်းနေ့လယ်7နိုင်ပဲနေ့လယ်တန်းပိတ်တဲ့အချိန်ကဒါပေမဲ့အဲ့နေ့က10နိုင်ဝဲလောက်ကြီးတန်းပိတ်ချလိုက်ပေါ့တန်းပိတ်မဲ့တန်းပိတ်မဲ့ဆိုအကုန်လုံးဟိုပြန်ဝင်ရတာပေါ့နော်ဝင်ပြီးတော့ထုံးတန်းတန်းဝင်ပြီးအထင်းမှလူစစ်ဖို့အတွက်ထိုင်ရတာပေါ့ထိုင်ရဆိုကျွန်တော်တို့အဲ့ဒီအဲ့ဒီဘက်အဆောင်နေမှာတော့ပုံမှန်ထိုင်ရတာမဟုတ်ဘူးလူစစ်လို့ရအောင်တော့ညီအောင်ထိုင်ပြရတာပေါ့အဲ့လိုမျိုးတော့ထိုင်ပြရတာပေါ့ အော်အဲ့ထိုင်နေချိန်မှာဟိုကောင်တွေကအုတ်စုလိုက်ကြီးရောက်လာ25အောင်လောက်ရှိနောက်စလုံးကြီးဒုံးကြီးဝရင်းနေဝရင်းနေပေါ့နော်ထုတ်တင်နေရောက်လာရောက်လာပြီးတော့တကားဖွင့်ရောရောက်နေရောက်နေမင်းတို့ဒီမှာတဲ့မြောက်ပွဲတော့អော်ရဲកောင်ဘယ်သူអော်တာလဲဘယ်သူမှလည်းမပြောကိုယ်တက်ကိုអော်တာမှမဟုတ်တာမပြောဘူးအေးမင်းတို့ပြောရင်ねဟုတ်ပါငါတို့ခေါ်ထုတ်မယ်နာမည်ခေါ်ထုတ်မယ်ထိတ်ဆုံးကိုခေါ်ရတယ်ဇာနီထုံးရတယ်ဆိုနာမည်ထိတ်ဆုံးဟာ ကြေတနာကိုတက်ပြီလို့ပြလိုက်တယ်ဗောကိုကိုညှိုးနေတယ်ဆိုတော့သိတယ်ဗောနော်ဟိုဟိုတကူချောင်းနေတာတော့သိတယ်ဟောတတိထားပြီးလက်နေတယ်ဗောနော်ဒါပေမဲ့အဲ့လိုဖြစ်သွားတယ်ဗောအဲ့တော့ဇိုင်းနုံးကိုကျွန်တော်ထိတ်ဆုံးอ่ะပြီးတော့နောက်ထပ်၄ယောက်ဗောနော်၄ယောက်အလုံးပေါင်း၅ယောက်ဗော၅ယောက်ကျွန်တော်၅ယောက်ရယ်ပြီးတော့ကျွန်တော်၅ယောက်ကအဲ့မြောက်ဘွဲကိစ္စอืมမြောက်ဘွဲလို့អော်တယ်ဆိုတဲ့ကိစ္စနဲ့ကျွန်တော်က၅ယောက်ပြီးတော့နောက်တစ်ယောက်ကအောက်ထပ်မှာသူကကြတော့မှိုင်းုံဖန်စီတကယ်အဲ့ကလေးอ่ะ သူကနေသူရေပိုက်သွားပြင်တာအစ္စလာမ်လေးရေပိုက်သွားပြင်တယ်ရေပိုက်သွားပြင်တာကိုအဲ့မှာအဲ့လိုပဲသူကရေပိုက်ပြင်မှုထွက်လာတယ်ဟိုမှာဆန္ဒပြပြီးတော့ပျောက်သွားပြီဆန္ဒပြလူရသူကရေပိုက်ပြင်မှုထွက်လာတယ်အော်ဘလန့်နဲ့ဟုတ်လားဟိုကရဲတွေကရောက်လာသူ့ကိုဆွဲမလာအဲ့လိုမျိုးဆွဲမလာတာအဲ့ကောင်ကြီးကလေအဲ့တော့ဟိုပြောရရင်တော့သူကနိုင်ငံရေးသမားမဟုတ်ဘူးပေါ့ဗျာဒီလိုမျိုးဟာမဟုတ်ဘူးဒါပေမဲ့ရောင်နေရောင်နေနဲ့ပါလာတာပေါ့ဆိုတော့သူကအထဲမှာကွန်းရလေးလိုက်ရောင်းတယ်။ရောင်းတော့အဲကွန်းကျွေးတက်တောင်းတာကွန်းကျွေးတက်တောင်းရင်းနဲ့ဟို အုံတိုင်းကနည်းနည်းမြင်တယ်လေသူကအောက်ထက်ကျွန်တော်တို့ကအပေါ်ထက်အောက်ထက်ကကြတော့အပြင်ကိုမမြင်ရဘူးအပြင်ကနေတာကိုကျွန်တော်တို့အပေါ်ထက်ကိုသူကကွန်ယူတက်တောင်းနေချိန်မှာအပြင်ကိုမြင်ရမြင်ရတော့ကျင်းနေအဲ့မှာဟိုကောင်မလေးတယောက်ပါတယ်အဲညှုံသမီးလိုတော့ပြောပါဗျာထားပါတော့ဗျာဟိုသမီးဖြစ်ပါဖြစ်ပေါ့နော်ကျင်းနေသူကတယောက်ကစလိုက်တာအဲ့အောင်ရောင်းနေအဲ့ကောင်မလေးလှလာတယ်သူဟိုကောင်ကကြည့်တော့လှလှတယ်တဲ့ပြောပြီးသူကပြန်ဝင်အဲ့တိုင်းပြန်ရောအဲ့ဒါနဲ့အဲ့ကောင်ကအဲ့ညှုံမှုသမီးကိုလှရလို့ပြောလို့ရဆိုပြီးတော့ ဲ့ရတယောက်ကျွန်တော်6ယောက်6ကိုလက်တိတ်ထက်လက်တိတ်ခက်ပြီးတော့ဆွဲထုတ်ပေါ့ဆွဲထုတ်တော့ကျွန်တော်နှိမ့်ဆောင်ကနေထွက်တဲ့အချိန်မှာကျွန်တော်နဲ့အပြင်မှာအလုတ်တူတူလုပ်ခဲ့တဲ့ခလီတယောက်ကလေးဆောင်မှရှိတယ်ကျွန်တော်ရှိမှပဲမိတာကျွန်တော်မမိခင်ကသူကမိတာပြီးတော့အဲ့ဒီကောင်လေးကကျွန်တော်တို့လက်ထိတ်ခတ်ပြီးတော့ဆွဲထုတ်သွားတယ်ညင်လဲညင်အောင်အကုန်လုံးထောင်ကြီးကုန်လုံးတိတ်ဆိတ်နေတာဒီကောင်ကထဆဲလိုက်ပေါ့အကျဲကြီးပဲဆဲလိုက်တာပေါ့နော်ဆဲလိုက်ဆဲလိုက်ပေါ့အဲ့မှာဟိုကအဲ့ရ ထောင်ပိုင်းလေးပေါ့ဟိုအဲ့ဒီဟိုတီးအတီးတဲ့ထောင်ဝင်ရဲ့တောင်ဝင်ခံအရာရှိပေါ့နော်ထောင်ပိုင်းလေးပေါ့သူကအဲ့လိုဆဲရဲဆဲရဲကိုသူကကြည့်ပြီးတော့အဲ့တော့ဘယ်ကောင်ဆဲရလဲအဲ့ကောင်ကခေါ်သွားဆိုအားလုံးက9ယောက်ဖြစ်သွား9ယောက်ကျွန်တော်တို့ခေါ်ထုတ်သွားတော့17ခွဲလောက်ရှိ17ခွဲလောက်ခေါ်ထုတ်သွားတယ်အဲ့ဒီတီးတဲ့ထောင်ဝင်ရဲ့ဒီဟိုကခေါ်တာပေါ့ဘူးကခေါ်တာပေါ့နော်ဘူကတကားနှစ်ချက်ပေါ့တကားနှစ်ချက်ဟိုမှာတကျအလင်းမှာဟိုစစ်စေးတဲ့နေရာရှိအဲ့ဒီထဲမှာခဏလေးပဲခဏလေး9မိနစ်10မိနစ်လောက်ထားပြီးတော့ ပြီးလဲပြီးတော့ထောင်ပိုင်းကြီးပို့လိုက်ပါထောင်ပိုင်းကြီးပို့တော့အင်းစိန်ထောင်ပိုင်းရဲ့ဘိုးဝါနေပြီးတော့မင်းကြီးအထီကိုကျွန်တော်ထင်တယ်ပြီး300လောက်ရှိမယ်ရှိတယ်အဲ့လောက်ရှိမယ်ကတော့မကတော့ဘူးเนาะမကဘူးမကဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တက်တရာကြော်ကြော်လောက်ရှိမယ်เนาะတက်တိုင်နေရကျွန်တော်သိသလောက်ဆိုတက်တိုင်နေစိုက်တဲ့စကေးကတတိုင်နဲ့တတိုင်ကပေးတရာกว่าတယ်อืมအဲ့300တိုင်မကောက်ဘလို့စိုက်ထားတယ်တတိုင်ကအဲ့မှာထားပါတော့ဗျာ၄၅၆လောက်ရှိမှာပေါ့ကျွန်တော်အဲ့ အဲ့ဒီဘူဝါကနေပြီးတော့မင်းကြီးရောက်တဲ့အထိကိုကျွန်တော်လက်ထိပ်တွေလည်းခတ်ထားရယ်နော်လက်ထိပ်တွေလည်းခတ်ထားတယ်ဘူဝါနေမင်းကြီးရောက်တဲ့အထိကိုစည်းဆက်သုံးမိကြတယောက်စည်းဆက်ရက်ပြီးတော့ရိုက်တာရိုက်တာနမတုတ်တွေနဲ့အမိုးတွေကလည်းယွာမျက်နှာရောစီးထားသေးတယ်မျက်နှာတော့မစီးတော့ဘူးထောင်ထဲမှာဆိုရိုက်တာရိုက်တာကောင်းကုန်တော့ကောင်းကုန်တော့ဆိုပြီးရိုက်တာတယောက်ပြီးတယောက်ရိုက်တာအဲ့ဒါမင်းကြီးရောက်တော့မင်းကြီးရောက်တော့မင်းကြီးလည်းရောက်ရောက်တော့ကျွန်တော်တို့ဒူးထောက်ခိုင်းတာ ကျွန်တော်လက်ကိုတိုင်းတင်ခိုင်းတာပေါ့နော်ဟုတ်ကျွန်တော်ကကြတော့လက်ကိုတိုင်းတင်တော့ဆိုကျွန်တော်ခေါင်းအထိမခံနိုင်ဘူးပေါ့နော်လက်ကိုအဲ့တိုင်းတင်လိုက်တယ်တင်လိုက်တော့တင်လိုက်တော့အဲ့မှာဟိုဟာဟိုသူကရိုက်တာခေါင်းတွေပါရိုက်တာကျွန်တော်ကတော့လက်ကိုအဲ့တိုင်းတင်ထားပေါ့